ဒါနဲ့ပတ်သက်ပြီးတကားကြီးတယောက်သူရဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့တရားအထုတ်တဲ့ဦးစင်းလေးတပါသူဖြစ်စဉ်နဲ့ပတ်သက်ပြီးပြန်ပြောပြတာလေးသူရအတိတ်ဘဝတွေကိုပြန်မြင်ပြီးတော့ပြန်ပြောပြတဲ့ဟာလေးမှတ်သားစရာကောင်းလို့ဘဘုံတရားဟောတဲ့ကောင်ခွင့်ခံတဲ့တင်နိုင်တော့ပြောဘူးတယ်အခုလည်းထပ်ပြောပြဒီဦးစင်းလေးကသူ့အကြောင်းပြန်ပြောပြတာပေါ့နော်တရားရဲ့အထောက်အရေးနဲ့ဘဝတွေပြောင်းလဲလာတာဖြစ်စဉ်ကဘယ်ရောက်စားလဲဆိုတော့လည်းထားပါတော့ သူအားတဲ့ဘုရားအမြန်ပဲပြောမှာနော်အမြန်ပြောဖို့ဆိုရတဲ့လောက်လိုက်မှာတော့နော်လုံရပွိုင်လေးပဲပြောတော့မယ်အဲဘွားတကုမှာအရန်ဆင်းရဲတဲ့အရန်ဆင်းရဲလုံးနဲ့ဒီနေပူထဲမှာလဲထိုနေရတဲ့တကားကြီးတယောက်ရှိတယ်လဲတော်သူများလဲမှာအငားလဲလေးငားပြီးလဲထုံရတယ်ဘုရားနေပူထဲမှာပင်ပင်ပန်းပန်းလဲထုံနေရတော့သူ့ဘေးနားကနေကာယုတစီရဖြတ်မောင်းတော့အဲ့ကောင် ားပေါ်ကလူကိုကြည့်လိုက်တော့ဟာသူတို့တက်တောင်းတတားလေးကားလဲကစင်းရိုးလေးတွေပြီးရနေလဲလန်းချောင်းကြီးကနေကားဖြတ်မောင်းသွားတယ်ရွာထဲကိုသူတို့ရွာလေးကိုဖြတ်ပြီးမောင်းသွားတယ်ကားလေးကိုမြင်လိုက်တော့ဟာငါဘောကဆင်းရဲလိုက်တာနော်ငါနေဘူးထဲမှာငါအရန်ကိုကျွမ်းသွားနေတယ်ရုံးပြီးတော့အလွတ်လောပါတယ်ကားဘောကလူကတော့နေဒီလောက်ပူလာတော့မှတက်တောင်းတတားလေးနေဘူးထဲမှာခီးသွားတာတော့မှတက်တောင်းတတားလေးသွားတယ်လူချင်းတူလာတော့မှ နော်သူတို့တွေဘွားတွေမြင်မှလိုက်တာဘိုင်ဘယ်ပြစင်းတဲ့သူတွေရဲ့စိတ်ထဲမှာတော့ကာစင်းနေတဲ့သူတွေအားကြတာပေါ့နော်အားကြတဲ့စိတ်နဲ့သူအဲ့စိတ်လေးဖြစ်တယ်ဖြစ်နေလက်တွန်ပြီးတော့ပြန်ပြန်ဒီနေဝင်တဲ့ကအလုတ်သိငံကြီးကြတော့သူ့ရဲ့ legacy လက်ကွက်ဘေးနားမှာတော့ခြုံလေးတွေထူနေတဲ့ထဲမှာရှေ့အောင်ဖျောင်းငုတ်တူလေးတစုရှိတယ်အဲ့ဒါနဲ့ဘိုင်လုံးမဟုတ်တော့ပန်းတောင်ပန်းလေးတွေလည်းပွင့်နေတာမြင်တာနဲ့ခူးပြီးတော့အဲ့ဖျောင်းငုတ်တူလေးမှာလှူတယ် တော့ဘက်တော့ဘက်နဲ့လှူပြီးတော့ဒါမဒါမနဲ့ကကားနေလေကကားကောင်းကားစီးပြီးတော့သူ့ဘေးနားဖြတ်သွားတယ်အဲ့ဒီကားသမားကသူ့စိတ်ကဆွဲနေတော့သူကဖះဆုတောင်းတယ်ဖះတပြီးတော့နောက်ဘဝချမ်းသာပါစေဗျာဒီဘဝချမ်းသာရင်ချမ်းသာဒီဘဝမချမ်းသာရင်နောက်ဘဝတော့တပြီးတော့ချမ်းသာခြင်းတယ်ဒီစိမ်းရတဲ့ဘဝကြီးမနေခြင်းဘူးအရန်ခါပြီးပြင်မဲ့လုံးလာပါတယ်ဗျာဆိုပြီးတော့ဘက်တော့ဘက်နဲ့လေခုပြီးဖះငုတ်တော့အဟောင်းလေးမှာဆုတောင်းတယ်ပေါ့နော် ထားပါတော့ဘွားတို့ဒီလိုမျိုးနေရင်လည်းဒီတရားကြီးအသက်တွေကြီးကြတော့လဲတည်တာပေါ့တည်တဲ့အခါမှာတည်ခံသေးမှာအဲ့ဒီကုသိုလ်စိတ်လေးနဲ့သူကတည်တယ်ငငယ်ကအတူအရင်တော့တောမတောမလေးတွေဖရာငုတ်တို့လေးမှာလူပြီးဆွတ်တောင်းခဲ့တဲ့ကုသိုလ်စိတ်လေးကံကောင်းတော့အဲ့စိတ်လေးတည်ခံသေးမှာပေါ်လာတော့အဲ့စိတ်လေးနဲ့တည်သွားတာတည်တဲ့တည်တော့ဒီရန်ကုန်မှာတော်တော်လေးကိုချမ်းသာတယ်ဒီအဲ့ဒါမိသားစုမှာ မိသားစုမှာဆိုတဲ့တခါကြီးနဲ့တခါမကြီးရလေတကလေးအရန်လိုချင်နေတာအရန်နဲ့ချမ်းသာတဲ့အဲ့ဒီမိသားစုမှာသူကသွားမွေးတယ်ဒီတခါလေးရအဲ့အဲ့လိုမျိုးသွားမွေးတဲ့အခါကျတော့တကယ်တာတထေသားဆိုတာအရန်ပြည့်ပြည့်ဆုံးသူ့ကိုယ်တော်အကျိုးပေးမှန်သွားတာပေါ့နော်အာကောင်းကာကောင်းစားရေးစီလုပ်ငန်းတွေအများကြီးကုမ္ပဏီတွေအများကြီးအလုပ်တွေလုပ်ထားအမြန်ပြောရရင်ဒီလိုမျိုးတွေလောက်ကင်နေနေတဲ့အဲ့သူတဖြည်းဖြည်းသူ့အသက်တွေကြီးလာပြီအိမ်တော်တွေကြာတာသမီးတွေလည်းရပါတော့နော်သူ့အသက်တွေကြီးလာတဲ့အချိန် ဒါလေးအရေးကြီးရယ်နော်သူအသက်တွေကြီးလာပြီနောက်ဆုံးအချိန်အိဟာတွေလဲနေတဲ့အချိန်မှာသူမှမကြငယ်သေးတော့မယ်နော်စေယုံမှာအဲ့ဒီအချိန်မှာဘေးမှာရှိရတာတမီတွေကဝိုင်းပြီးအမွေလုနေကြအဲရမမနော်အဲမမအဲရအဖေပိုင်နဲ့မန္တလေးကုမ္ပဏီကငါယူမှာနော်အဲမောင်လို့တဲ့သူကပြောဟေးအဲ့အတော့မယူနဲ့နေရအဖေပိုင်နဲ့ကားယူအဖေပိုင်နဲ့ဘယ်မျိုးကဘယ်ကုမ္ပဏီဘယ်သူယူမောင်နှမတွေ နော်အဖေကမတည်သေးဘူးဒါပေမဲ့စကားမပြောနိုင်တော့အိမ်ဟာတွေကမပက်လက်လေးနော်စေယုံမှာဒါပေမဲ့မောင်နှမတွေအမွေဝိုင်းလုံနေကြအဖေဘလုံးနေလဲဆိုစိတ်ပူပေးမှလို့မရှိဘူးအဖေကိုတရားဓမ္မလေးနဲ့တည်ခံပြီးနော်ကုသိုလ်စိတ်လေးနဲ့တရားနှလုံးသွင်းပြီးတည်နိုင်အောင်ပြောပြပေးမယ်တာသူမီးမရှိဘူးတာသူမီးတွေသူ့မွေးတယ်မောင်တာသူမီးတွေအကုန်လုံးဝိုင်းအမွေလုံနေကြသူ့ရဲ့ပန်ဆိုင်မှုတွေကလည်းများတော့ကျတော့စကားတွေပါများများရဲ့ကမတည်တကားကြီးခံ ဲ့အတန်တွေကြာပြီးတော့တည်သွားတာတည်သွားတာတည်သွားတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့တဲ့သူကဒါစပယ်ကြီးမှုပြီးသွားဖြစ်တာနော်ရေရုံးမှုမဟုတ်တယ်မှုပိတ်တာကြီးတဲ့သူကမှုပိတ်တာကြီးတော့ဖြစ်တယ်သူရဲ့ပစ္စည်းတွေကိုဆွဲတဲ့စိတ်လေးပါပါတာနိတေကန်ဒီမှာမောဟလည်းပါတယ်မောဟနဲ့လည်းတည်တယ်သူရဲ့သူပစ္စည်းတွေကိုအစားအသောက်လောက်မမှတ်မိပါဘူးနော်တာသူမီးတွေကအမွေဝိုင်းလူနေတော့လေအဲ့အမွေလူတဲ့အတန်ကြီးကြာတော့နော် အဲကြတော့အဲမိခင်တိတာတော့လူတဲ့သူကလူနော်အဲလိုမျိုးတွေဝိုင်းလူနေကြတဲ့ကလေးတွေတာသမီတွေနော်မွေရကြုံနဲ့လိုက်တာနော်ဒီတာသမီတွေကဒီလိုလုပ်တော့ဒီတရားကြီးအိုက်စိတ်နဲ့တည်တော့မွေပိတ်တာကြီးဖြစ်တယ်တော်တော်လေးတော့ကြုံအောင်ကြားမှာသူမွေပိတ်တာကြီးတော့ဖြစ်တာလေဟာသူ့ဘဝသူမွေပိတ်တာကြီးတော့ဖြစ်တော့ဝိုင်းနေလို့မစုံဘူးပေါ့ဒုက္ခတွေရောက်ဘယ်ရမ်းစားတာမစားဘူးပေါ့ဆိုပြီးနေတာလေဘလုံးမမတတ်နိုင်တော့လေနောက်ဆိုတော့ကောင်းနေဖန်ဆားရတယ်သူကမစားခြင်းပြုနေတယ် ဟုတ်နော်အဲ့ဒါသူ့ဘွားတွေလည်းသူကပြန်မှတ်မိတယ်အဟာငါတေကန်ကြီးစိတ်မထားတက်လို့ဒီဘွားရောက်ရတယ်ကိုဘွားကိုလည်းငဲလဲလဲငိုရတယ်တဲ့ဘိုက်စားရမစားကြည့်ပြီမယ်ငွေဘွားရောက်မှတော့မစားကြည့်လို့မရတော့ဒီတိုင်းဆိုတော့ဘိုက်ရန်စားတော့ဒီတိုင်းပဲအဲ့လိုတရေလေးတွေတောကောင်လေးတွေဖန်ဆားနေရဒီဖန်ဆားတဲ့ဘွားနဲ့နေနေနေတဲ့သူကဒါနောက်ကြတော့နော်နောက်ကြတော့အဲ့ရသူ ိတ်နေတော့ဘေးနားယုံလေးတကောင်ဖြတ်ပြေးတယ်အဲ့ဒီယုံလေးတကောင်ဖြတ်ပြေးတော့အဲ့ဒီယုံလေးကိုသူကလှမ်းပြီးတော့အဲ့မွေရဖန်ဆားလိုက်တာအဲ့ဒီကဆက်ပြီးသူယုံသားကိုကြိုက်သွားတာဟာယုံသားကပိုကောင်းနေပေါ့ယုံသားကသူပိုကြိုက်တဲ့စိတ်ဖြစ်တော့တဲ့အဲ့ရနောက်ရနောက်ရတည်းဆိုပြီးဘိုက်စာရေယုံတွေပဲအဓိကဖန်ဆားတော့တာအဲ့လိုမျိုးဖန်ဆာဖန်ဆာနေတာပေါ့တော့အဲ့မွေမွေပိတ်တာပေါ်မှာနဲ့အတိုင်းတာတခုသူနေပြီးတည်တာ တေးတော့ तू ကဘွားတျှောက်လို့ယုံပဲစားယုံသားအောင်ပဲကြိုက်တဲ့အစိတ်ကဖြစ်တော့ယုံဖြစ်တာလေတေးတော့နော်တန်တရားကြီးอ่ะနော်ယုံဘွားရောက်တယ်ဒီယုံဘွားမှာလည်းဒီတိုင်းပဲယုံတဘာဝတောကောင်တောထဲမှာပြေးလွားသွားလာနေတဲ့ဘုဆိုးထောင်ထားတဲ့ကြောက်ပဲထောက်ကြောက်မှာမိတော့ဘုဆိုးကြီးကယုံလေးကိုဖမ်းပြီးတော့သူ့ရွာကိုယူလာတယ်။ကြွာရောက်တဲ့အခါမှာတက်ပြီးတော့ကြွာလေးရောင်းမယ်ဆိုပြီးတော့လေ။ဒါပေမဲ့ယုံလေးဖမ်းလာတော့မြင်တော့ဘုဆိုးရဲ့တမီးလေးက ဂျုံလေးကိုမြင်တော့ချစ်ပြီးတနာပြီးတော့ဂျုံလေးကလည်းကြောက်ပြီးတုံရင်နေတာတွေ့တော့အဖေရဲ့ဖေဖေရဲ့ဒီဂျုံလေးတော့အဖေမတက်ပါနဲ့တော့အဲဒါတမီးမွေးခြင်းလို့ပါဂျုံလေးတမီးမွေးခြင်းနဲ့တမီးဂျုံလေးချစ်လို့ပါလို့ပြောတော့ကဲငါတမီးဒီလောက်ဆိုခြင်းနဲ့ဆိုလည်းယူဆိုသူ့တမီးလေးပေးလိုက်တယ်ဂျုံလေးမတက်ဖြစ်တော့မဆိုရသူ့တမီးလေးကဂျုံလေးကိုချစ်တဲ့စားစားလေးတွေကြွေးတယ်ဒါပေမဲ့သူ့အိတ်တဲ့အိတ်ရတဲတဲအိတ်လေးကအောက်တက်တယ်မှာဂျုံနေရာလေးလုပ်ပေးတယ် ဒီတကမလေးကညနေညနေဖះကတော့တဲ့အလေးချင်းရှိရတဲ့အဲ့ဒီမဟုတ်ဆိုရင်တမီးလေးကနော်အဲ့ရဒါပေမဲ့ယုံလေးကိုဘလောက်ပဲစားစရာတွေကြွကြွယုံလေးကတော်တဲ့နေတဲ့တော်ယုံဟာမြို့အိမ်မှာရွာအိမ်မှာဆိုတော့ तू မနေမနေပြောဘူးပေါ့နော် तू မှလည်းသူ့မိသားစုရှိရလေမပြောဘူးပြီးတော့သူ့ကိုစားစရာတွေကြွေးလဲ तू ကောက်ကောက်မစားနိုင်ဘူးအဲ့ရတပိတ်ပိတ်တမိုင်မိုင်နဲ့ပဲတော့ဆိုဒီယုံလေးကတည်သွားတာထူးဆန်းစွာကန့်ကောက်စွာနဲ့ပဲဖះအဲ့ဒီတကမလေးဖះရှိခိုးနေတဲ့အချိန်မှာ ဲ့ဒီသူ့တဲအောက်ကယုံလေးရတည်သွားတာဖះရှိကိုတန်လေးနားထောင်ရင်းနဲ့တည်သွားတာတည်သွားတော့ကံကောင်းတာပေါ့အဲ့ဆယ်လေးနဲ့တည်တော့အဲရန်ကုန်မှာပဲပြန်ပြီးတော့သူမွေးပွားလာလူပြန်ပြက်လာသူ့ဘောတွေသူမမတ်မိသေးဘူးသူအိမ်တော်ပြုကံဒီမှာသူနဲ့ဆစ်ဆက်ထားတဲ့တက္ကမနဲ့သူ့ဘောသူသူ့တရားစခန်းဝင်ရအောင်နည်းလဲနေကြတဲ့စခန်းဝင်သူအိမ်တော်ပြုပြီဆိုရင်စစ်ပွားကြီးတွေလောက်ရတော့မယ်တရားထုတ်ဖို့မလွယ်တော့ဘူးဆိုပြီးနှစ်ယောက်တိုင်ပင်ပြီးတော့တရားအထုတ်ကြတာ နော်သူတက္ကမလေးသူနဲ့လက်ထက်မဲ့တက္ကမလေးကတော့ကဲအဲ့ဆိုလေအဲရအဲရသူ့အရေးသွားဝင်မယ်ဆိုပြီးတော့သူနဲ့လက်ထက်မဲ့တက္ကမလေးထားခဲ့ပြီးသူကတရားကိုစိတ်ဝင်စားတော့တရားစခန်းဝင်တယ်ဝင်ပြီးတရားရအထုပ်စူးစမ်းအထုပ်ရင်းနဲ့ဒုံနဘက်ဝင်ပြီးအထုပ်ရင်းနဲ့ထူးထူးခြားခြားသူ့ရဲ့အတိတ်ဘဝတွေဆော့ဆော့အဲ့ဘဝတွေပြောင်းမြင်တာပြောင်းမြင်ပြီးသူအယံအောင်တောင်းရခဲ့ရအယံကြောက်တော့ ကြောက်တော့ပြီအဲ့ဒီတက္ကမလေးကိုလန့်ဖုံးဆက်တာလေနော်ငါလူမထွက်ချင်တော့ဘူးငါလူမထွက်ချင်တော့ဘူးနော်အဲ့ဒါနေနော်အဲ့လိုမျိုးပေါ့နော်သူအမြဲတမ်းဖုံးဆက်ပြီးညှိရမှာပေါ့နော်ညှိညှိညှိနဲ့နောက်ဆုံးတော့ဟိုကဘလို့ဘလို့ပြောလိုက်လေတော့မသူသူမြဲသွားတယ်သူဝှက်ဖြစ်သွားတယ်ဒီဥစဉ်လေးပြောပြရင်ဖြစ်စေလေကြောက်သွားတန်တရားကြီးကိုဒါကဓမ္မတို့ကဘောမမှတ်မိလို့မမှတ်မိကြောက်စရာကြီးပဲကို